ဖရာအဘော်ဖနက်နဲ့တက်တာကိုတမန်အစင်းလောက်ပဲသဘောထားတဲ့ဆိုရင်ဖရာအဘော်ကိုတော့ဖနက်နဲ့မတက်ခိုင်းပါနဲ့တကတော်ရဲ့ပုံကိုချပြီးတော့ဖနက်နဲ့သာနင်းခိုင်းပါနော်ဖနန်းနဲ့တက်တာတော့အကုသူရဲ့လို့တော့ဖြစ်နိုင်ဖို့ကသူ့စိတ်နဲ့ပဲဆိုင်ပါတယ်ဖေ။ရိုးရိုးတွေးကြည့်ရင်အကာရဝလောက်ပါပဲ ဟိုအနာဒရေပါစိတိယံနဲ့လဲမဆိုင်တော့ပါဘူးဖရာတဲ့အနာဒရေပါစိတိယံနဲ့မဆိုင်တော့ဘူးလို့ပြောရအောင်စီဒီအပေါ်ဖနှက်နဲ့တက်တာကိုအာဘတ်သင်ပါတယ်လို့ဥစဉ်ကပြောမိလို့လားဟင်အာဘတ်ကယဟန်နဲ့ပဲဆိုင်တာလေလူနဲ့မှမဆိုင်တာတည်တည်ချာချာပြန်ပြီးလေ့လာကြည့်ပါဦးဥစဉ်ပြောတာကစီဒီအပေါ်ကိုဖနှက်နဲ့တက်ခြင်းဟာအကုသို့လည်းဖြစ်တယ်လို့နောက်လာနောက်သားတွေလည်းပဲအတူယူမှားနိုင်တာကြောင့် သာသနာကွင်နိုင်တယ်လို့ပြောတာနော်တမင်ညဖလားတုတ်အထကထာမှာဗိမိဒါရမင်းကြီးခြေဘဝကိုဓာတ်နဲ့အခွဲခံရခြင်းဟာဘဝတစ်ခုမှာတုန်းကစီဒီရင်ပြင်တော်ပေါ်မှာဖက်နှက်စည်း၍တန်ဃာတော်တွေထိုင်ဖို့ခင်ထားသည့်တင်ဖြူဖြာပေါ်မှာခြေပေတွေနဲ့နင်းမိတာကြောင့်ခြေဘဝကိုဓာတ်နဲ့အခွဲခံရခြင်းဖြစ်တယ်လို့ဆိုထားတယ်ဖျားအဘော်ကိုဖက်နှက်နဲ့တတ်တာဟာတမင်ညအစင်းလောက်ပဲသဘောထားတယ်ဆိုရင်ဗိမိဒါရမင်းကြီးဟာ ဘာဖြစ်လို့အဆိုးဝါးတဲ့အပြစ်ကိုခံရတာတုံးเนาะဖရာအဘော်ဖနက်နဲ့တတ်တာကိုတာမန်အဆင်းလောက်ပဲသဘောထားတယ်ဆိုရင်ဖရာအဘော်ကိုတော့ဖနက်နဲ့မတခိုင်းပါနဲ့တက္ကတော်ရဲ့ပုံကိုချပြီးတော့ဖနက်နဲ့သာနင်းခိုင်းပါเนาะဒါပဲပြောကြင်ပါတယ်ကြားမှာပါစီလူတွေအပြစ်ကြီးပြီဆိုရင်ဖရာသခင်ကတံပေးတတ်တယ်တဲ့အမေရိကန်မှာဖရာကိုအမှုပညာရှင်တွေကတယောကြတယ် နောက်နေ့မှာတော်မီလောင်ပြီးအကြီးအကျယ်ဒုက္ခရောက်ကြရပါတယ်။ဒါပေမဲ့မယုံချင်းလူတွေများတဲ့စံစာမတိကြလို့ပါတဲ့။မေကုံးလေးတို့ခုမေးပြစီ။ဖျားသခင်ကလူတွေလို့သမျှအပြစ်ကိုခံပေးတယ်ဆိုရင်ဘာဖြစ်လို့ဒဏ်ပေးခဲ့တာလဲ။ तू ခံပေးလိုက်မပြီးဘူးလား။အပြစ်တွေကိုခံပေးတယ်လဲပြောတယ်။ तू ကိုယ်တိုင်မခံဘဲဒဏ်ပေးတာဟာပြောတဲ့စကားနဲ့လောက်ရကညီသလား။နောက် ဖျားသခင်ကလူတွေအားလုံးခွဲခြားပဲအားလုံးပေါ်မေတ္တာထားတယ်လို့ပြောတယ်။ဒါပေမဲ့သူ့ကိုယုံကြည်တဲ့သူတွေကိုပဲကောင်းချီးပေးတယ်။သူ့ကိုယုံကြည်တဲ့သူတွေကိုပဲကောင်းကင်ဘုံသို့ခေါ်ဆောင်သွားတယ်ဆိုတာဒါလူတိုင်းအပေါ်မေတ္တာထားတယ်လို့ခေါ်သလား။ဖျားဆိုရင်အာဂတိမလိုက်အောင်နော်။နောက်တစ်ခုကဖျားသခင်ကလူတွေကိုဖန်ဆင်းတယ်တဲ့။နေရဘုံဘိမ့်မှတောတောင်စတာတွေဖန်ဆင်းတယ်။နောက်ဆုံးကဘာကြီးကိုဖန်ဆင်းတယ်လို့ဆိုတယ် တချို့လူတွေကချမ်းသာတယ်။တချို့လူတွေကိုချမ်းသာအောင်ဖန်ဆင်းတယ်။တချို့လူတွေကိုဆင်းရဲအောင်ဖန်ဆင်းတယ်။တချို့တိုက်တဲ့ကားနဲ့နေရတယ်။တချို့နေစရာအိမ်တော်မရှိဘူး။အဲ့ဒါမေတ္တာမျှသလား။သူပန်ဆင်းထားတဲ့ကဘာကြီးကိုဘာလို့စုပ်ပြတ်နေအောင်ငလျင်လှုပ်တာရေရေကြီးလိုက် မုံတိုင်းပြင်းထန်စွာတိုက်ခတ်လိုက်လုံနေတာလေ။သူပန်ဆင်းထားတာကို သူမပိုင်ဘူးလား။ သူဖန်ဆင်းထားတဲ့ကဘာမှာသူ့ရဲ့သားတော်သမီးတော်တွေစီလက်သားနဲ့ရှိနေတာကိုသူတီးလျက်နဲ့ဘာလို့ဒီကဘာကြီးထဲမှာဘေးအမျိုးမျိုးတွေဝင်ခွင့်ပေးနေရတာလဲဖားခင်တယောက်ရဲ့မေတ္တာကအဲ့လောက်ထိခေါင်းပွားလိုက်ကြည်လားကဘာကြီးကို သူဖန်ဆင်းတဲ့ဆိုရင်သူ့ပိုင်မှာပေါ့သားသမီးတွေကိုမေတ္တာကြီးမားတဲ့ဆိုရင်ဘာလို့ဒီဘေးတွေက လာနေရတာလဲ တားထားပေးရမှာပေါ့ဖျားသခင်က သူကိုယ်တိုင်ဖန်ဆင်းတယ်လို့အမခံထားပြီးအကြောင်းတွေကမညင်ညို့တဲ့အခါသူအမခံထားတဲ့တောင်းဝန်ကိုသူမထိန်းနိုင်တော့တယ်လို့ဖြစ်နေတယ်ဖျားဆိုလို့ရှိရင်အမခံထားတဲ့အရာတစ်ခုကိုဘယ်တော့မှတောင်းဝန်မယူနိုင်တာမရှိစေရဘူးဗုဒ္ဓဘာသာမှာဆိုဗုဒ္ဓကလူတွေဟာအမိအဖအတို့ရဲ့တုတ်သွေးကြောင့်လူတွေဖြစ်လာရတာအကြောင်းတစ်ချက်ပါဝင်တယ် မိဘတွေတောင်ဝါသားမပြုတ်ရင်လူတွေဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိဘူးစဉ်းစားကြည့်ရင်ဆင်းနေတာပဲနော်နောက်လူတွေဘေးအမျိုးမျိုးဘေးမျိုးတွေမျိုးမျိုးနဲ့ဒုက္ခရောက်ခံစားနေရတာဟာ အတိတ်ကအာဟုတုကံကြောင့်ပစ္စုပ္ပန်မှာလူတွေကိုချင်းတရားပြက်ပြားနေတာကြောင့်မပြတ်မှားတဲ့အရာတွေကိုပြက်မှားနေတာကြောင့်ဖြစ်ရတယ်အဲ့ဒါဗုဒ္ဓဝါဒ နောက်လူတချို့ဆင်းရဲရတာဒီအတိတ်ကံကအတိတ်ကဒါနာကုသိုလ်တွေအားနေခဲ့လို့လက်ရှိမှာပြင်းကြီးနေလို့ဖြစ်ရတာတချို့ကချမ်းသာနေရတာဟာအတိတ်ကဒါနာကုသိုလ်တွေအားကောင်းခဲ့လို့လက်ရှိမှာစူးစမ်းနေလို့စေတနာမမှန်တဲ့ဒါနာတိလစတာတွေပြုလုပ်နေလို့ဖြစ်တယ်အဲ့ဒါဗုဒ္ဓဝါဒဗုဒ္ဓကသူ့ကိုယုံကြည်ရင် သူ့ကိုယ်တိုင် ကောင်းချီးပေးမယ်လို့မဟောခဲ့ဘူး ယရနာ၃ပါးကိုယုံကြည်ပါကိုချင်းတီလာကိုစောက်ထိန်ပါဒါနာတီလာဘာဝနာလုပ်ပါအဲ့ဒီကုသိုလ်ကံတွေကကောင်းကျိုးပေးလိမ့်မယ်ယရနာ၃ပါးကိုကြည်ညိုတော့သာသနာကိုကြည်ညိုတဲ့နှကောင်းနှမ်းမြတ်တွေကစောက်စောက်တဲ့အတွက်ကြောင့်ကြီးပွားမယ်အရာဘုရားဝါဒဒါသဘာဝကြတယ်ဘုရားကလူမျိုးရေးမခွဲခြားဘူးဆင်းရဲချမ်းသာမခွဲခြားဘူးတရဝရန်အပေါ်မေတ္တာမျှတယ်အဲ့အတွက်ကြောင့် ြီးပွားကြောင်းတရားတွေပိဿုပ္ပန်တန္တရာအတွက်ကောင်းဖို့နီလန်းနေပေးပြီးတော့တရားတွေဟောခဲ့တယ်။ဖြန့်ဆင်းပေးတာမဟုတ်ဘူးเนาะခရိယံဘာသာဝင်တွေက ကောင်းတာဖြစ်လာရင်ဘုရားသခင်ကောင်းချီးပေးတာမကောင်းတာတွေဖြစ်လာရင်ဆင်းရဲဒုက္ခတွေခံနေရရင်ဘုရားသခင်ကတန်ခတ်တာဘာပဲဖြစ်ဖြစ်ဘုရားသခင်ကပဲလုံနေတာဆိုတော့တရားဝါတွေကိုယ်တိုင် လုံနေတာဘာအသုံးဝင်တော့မလဲတကယ်တမ်းစဉ်းစားကြည့်ရင်ဘုရားသခင်နဲ့ဗုဒ္ဓဟာ ကလေးအပုံမြင်ပြောပြနေတာနဲ့လူကြီးတရားဟောနေတယ်လို့တခြားစီကွာခြားနေတယ်ကွာဟနေတယ်တကယ်တော့လူတွေလူတွေဘယ်ကဖြစ်လာတယ်လဲကဘာကြီးကဘယ်ကစတင်ဖြစ်လာတယ်လဲအကြောင်းတရားကိုစာကြည့်တော့လက်လမ်းမမီဘူးလက်လမ်းမမီတော့အကြောင်းတရားကိုစာမတွေ့ဘူးအကြောင်းတရားကိုစာမတွေ့တော့ဘုရားသခင်ကဖန်ဆင်းတာလို့ပုံချတယ်အဲ့ဒါလဲလွယ်နဲ့အကြောင်းစာတာပဲ တကယ်ဟုတ်လားဆိုတော့မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဖြစ်လာတဲ့အကြောင်းရင်းဟာသူ့ဟာနဲ့သူရှိတယ်အကြောင်းရင်းကိုဆာမတွေးတော့ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတာဖြစ်သွားရောအဲ့လိုမျိုးအဲ့ဒါဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမမကန်တွေးခေါ်လာတဲ့အယူမမမကန်တွေးခေါ်လာတဲ့အယူကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းတရားကိုဆာမတွေးလို့ ဘာသာတရားတွေအမျိုးမျိုးပေါ်ထွက်လာတာပဲအကြောင်းအကျောက်ဖြစ်လာလို့အကျိုးဖြစ်တာအကြောင်းအကျောက်အကျိုးဖြစ်တာကြီးပဲအားလုံးဟာဖျားသခင်ဟာ အရာအားလုံးကိုဖန်ဆင်းထားတာလို့ခရိယံဘာသာဝင်တွေယုံကြည်ထားတယ်လို့မျိုးဗုဒ္ဓဘာသာမှာယုံကြည်တာတစ်ခုတည်းနဲ့တိဆောက်ထားတာမဟုတ်ဘူးပညာနဲ့တိဆောက်ထားတာဖြစ်လို့အရာရာကိုမှန်လားမှားလားပညာနဲ့တုံ့တက်ကြရတာဖြစ်တယ် အကြောင်းအကျိုးရှိလျော်ရင်မှန်ရင်လက်ခံတယ်အကြောင်းအကျိုးမရှိလျော်ဘူးမမှန်ဘူးဆိုရင်လက်မခံဘူးကိုပြုတ်တဲ့အာကုတ္တကံဟာကိုပဲခံရမှာကိုရဲ့ဆွေမျိုးမိဘတွေလွှဲပေးလို့မရဘူးဘုရားဘာသာဝင်တွေဟာကိုပြုတ်လို့တဲ့အလုပ်ကိုကိုယုံကြည်တယ်ကိုပြုတ်တဲ့အာကုတ္တဟာကိုခံရမယ်ကိုပြုတ်လိုက်တဲ့ကုတ္တကံဟာကိုဆံရမယ် ကိုကိုကိုသာလျင်အာကိုရာလို့ဗုဒ္ဓကဟောခဲ့တဲ့အတွက်ကြောင့်ကိုသာလျင် ကိုရဲ့ဖန်ဆင်းခြင်းပဲဘုရားသခင်ကဖန်ဆင်းတာမဟုတ်ဘူးကိုသာလျင် ကိုရဲ့ပဲကန်ရှင်ကိုသာလျင်ကိုရဲ့အာကိုရာအစစ်ဆုံးကိုသာလျင်ကိုရဲ့မာလိန်မှုပါပဲ။